ဘဂိုရိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့အစီအစဉ်ဖြင့်2024-2025ပညာသင်နှင့်ဘဂိုရိုင်းအရှိပိုင်းနောက်ပိုင်းမှကျောင်းသားကျောင်းသူ120ဦးပါဝင်သည့်နွေရသည့်လူငယ်ခင်ထောက်လေးလာရေးအဖွဲ့သည်အုတ်ချုပ်ကြီးကျက်သူဆရာဆရာမများလိုက်ပါလာ၍မေလ15ရက်နေ့နေ့နဲ့10နာရီခွဲကတရားဝရီမြို့နယ်ဆရာဆန်ခမ်းမ၌ဘဂိုအရှိပိုင်းအနောက်ပိုင်းမှလူငယ်များတွေ့ဆုံခဲ့ရာ KIC မှရေးအုတ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဥက္ကမောက်ထွေးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဟိုနှင့်အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများကလိုင်လဲစွာကြိုဆိုခဲ့ကြပါသည်ဆလွေဘကိုရန်ရှိပိုင်းမှာလူငယ်ကင်းထောက်လေးလရဲ့ဖွဲ60ဦးနဲ့ကြည်ကျက်သူဆရာဆရာမများဘကိုရိုင်းနောက်ပိုင်းမှာလူငယ်ကင်းထောက်လေးလရဲ့ဖွဲမှာ60ဦးနဲ့ကြည်ကျက်သူဆရာဆရာမများကတာယဝရီမြို့နယ်ဆရာဆရာခမ်းမ၌တွေ့ဆုံမိတ်ဆက်ကြကနေ့လယ်စာပြင်တဲခင်းအခန့်ကျွမွေးခဲ့ကြပါတယ် ဆက်လက်၍နွေရသည်လူငယ်ကင်းထောက်လေးလာရေးအဖွဲ့နှင့်ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များခရိုင်မျိုးသမီးရေးအဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကအမှတ်တရစူပေါင်းမှတ်တမ်းနှင့်တပ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရပါရရှင်။